ားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့အာဆင်နယ်ကတော့ဆိုတော့ဟိုဒီယာရီမာတာတိုက်စစ်မှုကောင်းကောင်းတယောက်နဲ့ဒါဘယ်တောင်မှကစားသမားကောင်းကောင်းတယောက်ခေါ်ရမယ်ပေါ့ဒီနော်အဲ့လိုမျိုးတွေလဲဒါအခုကလေးကလုံးဝဟိုတည်င်းနေရလဲရှေ့ပြေးနေတယ်အဲ့လိုမျိုးအနေထားမှာဆိုတော့ကျွန်တော်တို့ဒါလက်ရှိအနေထားမှာအနီးကပ်ဆုံးဖြစ်နိုင်စေအရှိဆုံးတဲ့အထွတ်ဆုံးကစားသမားကယုတ်ချက်ပေါ့နော် sporting lisbon ကကစားသမားဆိုတော့ သူနဲ့ကိုကတဖြည်းတဖြည်းနဲ့ပို့ပြီးတော့တင်းတွေကပို့ပြီးတော့ခေါ်ပြလာကြတယ်ပေါ့နော်တော်တော်လေးနီးစံပြီးတချို့ဆိုရင်ဒါထင်ကြီးတင်းတွေတော့လည်းပါတာပေါ့လေနော်အတဘောတူညီမှုတွေပါရပြီဆိုတာမျိုးတွေလည်းပေါ်ပြလာကြတယ်ပေါ့နော်ဒါပေမဲ့ဒါတွေကတော့အရင်ကိုတိတ်ပြီးတော့ချင်းချင်းမြင့်မြင့်ရှိတဲ့တည်င်းတွေကလာတာမျိုးတော့မဟုတ်သေးဘူး။ဒီဒါမျိုးလေးတွေလည်းတတိထားစေချင်တယ်ပေါ့လေ။နောက်တစ်ခုကကျတော့ရုပ်ရှင်နဲ့ပတ်သက်လို့ အာတီတာကမီးစိမ်းပြလိုက်ပြီဆိုတာမျိုးအဲ့လိုပြောဆိုတာမျိုးတွေလည်းရှိလာတယ်ပေါ့ဆိုတဲ့ခါမှာကဒါတော်တော်လေးဒါနီးစက်နေတဲ့အနေအထားမျိုးရှိတယ်ပေါ့လေဆိုတော့ဒါတည်င်းအနေနဲ့ဆိုတော့နောက်တစ်ခုထပ်ပြီးပြောစရာရှိရတာကျွန်တော်ရိုရီโกနဲ့ပတ်သက်လို့ရိုရီโกကိုအာစနယ်ကလိုချင်နေတယ်လိုချင်နေတာမှအခုဆိုရင်ပြောလုံးဝဟိုတကယ်ကိုဟိုထိတ်နှန်းစည်ရင်းနေမှာเนาะအဓိကလိုချင်နေတဲ့ကစားသမား စည်ရင်နဲ့မှာပါတယ်เนาะထားပါတော့ကျွန်တော်တို့ဒါဘယ်တောင်မှန်တော့ကိုရထားတဲ့ကစားမားတွေအများကြီးပရီးမီးယားလိမှာလည်းရှိတယ်ဘုံမောက်ကကစားမားစီမီညိုတို့เนาะဒါကျွန်တော်တို့ brand pho ကစားမားအမ်ဘူမိုတို့ပေါ့เนาะဒီလိုမျိုးကစားမားတွေလည်းရှိတယ်ပေါ့အဲ့ဒီမှာမှာဒါ Rodrigo ကိုလုံးဝကိုအမှန်ကန်ကြီးစိတ်ဝင်စားနေတယ်ပေါ့အစနယ်ကဒါမဲ့ဈေးကျတော့လေလုံးဝလမ်းပြန်ထွက်နေတာပဲเนาะယူတန်းတရာပေါင်85တန်းလောက်ရှိတယ်ဆိုတော့ ကျန်းတယ်ပြီးရင်လည်းသူကဒါရဲမဲ့ထွန်းမှာတော့မပေါင်းနှစ်သိန်းလောက်ရနေတာမျိုးဗျာဆိုတော့ဒီအာဆနယ်ကခေါ်မယ်ဆိုရင်လည်းဒါအဲ့ဒီဟာကတော့အောက်ထက်ပေးရဖို့အချိန်နေရှိတယ်ပေါ့ဆိုတော့မလွယ်တော့မလွယ်ဘူးဗျာကျွန်တော်တို့ဟိုဆိုလိုချင်တာက striker ရောတောင်မန်နေရာအတွက်ကိုရောတကယ်ဒိတ်ဒိတ်ချဲကစားမှာနှစ်ယောက်လုံးခေါ်ဖို့ရာကကျွန်တော်အမြင်တော်တော်မလွယ်ဘူးလို့ထင်တယ်ဆိုတော့ဒါဟိုတော့ ဒါသက်ဆိုင်ရာဒါအတင်းတာဝန်ရှုရှိသူတွေနီးပြတွေအားကစား writer တွေအကုန်ညှိနှိုင်းပြီးတော့လှုပ်လိမ့်မယ်လို့တော့မြင်တယ်ပေါ့လေနော်ဒါပေမဲ့တခုရှိတာအဲ့လိုအဲ့ဒီဘဲတောင်မန်နေရာမှာဆိုရင်ဒါဂျွန်နီခွန်ဝီလျံလဲဒါအရင်ကတည်းကဒါအာဒီတာကြိုက်တဲ့ကစားသမားအာဒီတာလိုချင်တဲ့ကစားသမားပေါ့ကျောင်းရွှေချေကဒါသူကသူကစာချုပ်ဖြတ်တင်ကြီးသူတက်တာလေဗျာအဲ့လိုအယူတန်း6 58တန်းလာပြီနော်အဲ့အဲ့လောက်ပဲရှိတယ်ဆိုတော့ ဲ့လိုမျိုးအနေထားမှာဒါပေမဲ့ဟိုကတော့လစာအနေနဲ့ပေါင်3သိန်းလောက်ထိတောင်းတယ်လို့သိရတယ်ပေါ့နင်တော့ဆိုတဲ့ခါရင်မှာမလွယ်တော့မလွယ်ဘူးမလွယ်ဘူးဆိုတာအခုနောက်ပိုင်းကလားအစနေကဟိုကက်စီးတဲ့ထဲတော့မပါဘူးဗျအဓိကကတော့ budget အရာပဲနော်ကျွန်တော်ဒီစီမင်းနေရနော်ငွေကြေးစီမင်းနေရဒါအရှုံးပေါ်လို့မရဘူးဒီလိုမျိုးအနေထားမှာဝင်ငွေထွက်ငွေချိန်ရတာတွေပေါ့လေနော်အဲ့လိုမျိုးကြီးလေချိန်ရတဲ့အခါမှာတော်တော်လေးတတိထားပြီးလောက်ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဒါ အတင်းရှိရင်ဆိုလူစင်းတွေမှာထုတ်တဲ့လူတွေလည်းထုတ်ဖို့လိုသေးတယ်။အဲအဲ့လိုမျိုးတွေမဟုတ်လေ။အမကျွန်တော်ဒါပါတီထက်စာချုပ်ချုပ်ဖို့လုပ်နေတယ်။ပါတီလာတာလေဆိုလည်းဒါ special မနေမနောပေးထားရတာလေ။အဲ့လိုမျိုးကစားသမားတွေကိုဒါအရန်ကုန်မှာထိုင်ခိုင်းထားဖို့ကလည်းမဖြစ်နိုင်မဖြစ်သေးဘူး။အဲဆိုတော့အတင်းကခွန်းသွားလိမ့်မယ်။ဒီလိုမျိုးတွေဟိုအတင်းအခြေအနေကိုဘယ်လဲအောင်ကြည့်ရတယ်ရပါလေ။အဲ့လိုမျိုးအခြေအနေတွေရှိတယ်။ဆိုလိုချင်တာကအာကျွန်တော်ကတော့ဟို အခုရှေ့ပြေးနေတာပေါ့ရုပ်ချက်တို့ထားပါတော့ယိုဒီကိုတို့အဓိကတော့ရုပ်ချက်နဲ့ပတ်သက်လို့ပေါ့အရန်ကြီးတော့မျောလင့်မထားစေခြင်းဘူးကျွန်တော်အမြင်ရတော့ဆိုတော့ဥမာအယောင်ပြအနေနဲ့ရုပ်ချက်ရုပ်ချက်လိုက်ပြီးမှချာ striker တယောက်ယောက်ကိုခေါ်ရတာမျိုးလည်းဖြစ်နိုင်တယ်။နောက်ဒါမှမဟုတ်လေအဲ့လို striker စစ်စစ်မခေါ်ဘဲနဲ့ဒီတောင်မန်ကစားသမားတွေခေါ်ပြီးတော့ striker ပါဆော့တဲ့ခေါင်းမျိုးခေါ်ရတာမျိုးလည်းဖြစ်နိုင်တယ်။ဒါပေမဲ့တစ်ခုရှိတာကတော့ Arsenal ခေါ်ရတော့ခေါ်မှာ ဒါပေမဲ့ကိုယ့်အကြိုက်ကစားသမားမျိုးကိုဖြစ်ချင်တဲ့ကစားသမားမျိုးတော့ဖြစ်လာဖို့ရကမလွယ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါဒီယာဒီမှာဆိုအခုဒါလာမဲ့နေရာဒီအတွက်ခေါ်ခေါ်မဲ့ကစားသမားလဲဆိုကျွန်တော် zoom zoom man ဒီတယောက်လောက်ပဲတေးကြရည်တယ်ဗျာသူ့ကိုလဲတော့အဲ့လိုပေါင်းသား90လောက်ထိပေးထားရတယ်ဒီလိုမျိုးနေထားမှာ zoom man ဒီရောက်တဲ့ခါမှာဟုတ်တယ်ဘလို့သုံးပါလဲဒါမျိုးတွေရှိတယ်ဗျာ zoom man ဒီကိုထည့်တုံးရတော့ပဲပြင်ပါတေးကိုလဲ စာချုပ်ထက်ချုပ်ထားဖို့လိုရတယ်။စာချုပ်ထားပြီဟုတ်ပြီ။အဲ့လောက်ကဆူရီမန်ဒီယူကခဏလောက်အောက်ထားလို့ရတယ်။တနည်းလောက်ပါလောက်တာ။ဘာဒီနဲ့ဘာနဲ့လှည့်တုံးတာမျိုးပေါ့။အဲအဲ့လိုမျိုးကြီးရှိရဲ။ပြီးရင်ဂိုင်ဟန်ဘက်ကြီးရှိသေးတယ်။ဆိုလိုချင်တာကဟိုခောက်ထားတာကပြောထက်လောက်မလွယ်ဘူး။ဘာလို့ဆိုတော့ဈေးကောင်းပေးထားရတဲ့လားကကောင်းကောင်းပေးထားရတဲ့ကစားသမားကိုအလဟတ်သက်ခောက်ထားတာမျိုးကကြတော့မဖြစ်တင်ဘူးဆိုတာမျိုးပေါ့လေနော်။ဒါမှမဟုတ်လေမတုံးမှုဆိုမှတော့ ဥမာကင်ဟဘက်ကိုမတုံမတုံမှုဆိုရင်ဆိုမှာတော့ရောင်းထုတ်ဖို့ရပဲကြမ်းမှာအဲ့လောက်ပေးထားရတဲ့အဲ့လောက်လာစားပေးထားရတဲ့ကစားသမားကိုပြောပါတယ်ဆိုတော့အဲ့လိုမျိုးဒဏ္ဍာမျိုးတွေထည့်သွားတာပေါ့နော်ဟောအလုံးတစ်ခုမှဖြစ်ဖြစ်ပြကျွန်တော်တို့သိမလားလာကကောင်ကောင်ပေးထားတဲ့ကောင်ကြီးက free လကားနေနေဆိုတော့သူ့ကိုမုန်းလို့ပါရလို့ပါစနယ်တွေမပါဘူးဗျာနော်လုပ်ငန်းတဘောအရာကိုဒီလုပ်ငန်းကိုထိခိုက်လာမှာပေါ့အဲ့လိုမျိုးတွေလည်းရှိရဲ့ဗျာဆိုတော့ ပတ်ကတော့ဒါကျွန်တော်အာဆနယ်တာဝန်ရှိသူတွေဘာသာတော့ပါရောเนาะအတီတာတော့အေးစေးစေးဆွေးနွေးပြီးတော့အကောင်းဆုံးဖြစ်မဲ့ transfer market ကိုလုံးဆောင်နိုင်လိမ့်မယ်လို့တော့မြင်ပါတယ်။နှစ်နေရာလုံးကိုဒိတ်ဒိတ်ကျဲကောင်ခွန်နိုင်ဖို့ရကမလွယ်ဘူး။အခုဆိုရင်ဈေးတွေဆောင်းရင်းနေကျန်းတယ်။ဇန်ထွက်နေရပဲ။တကယ်ရောကိုဟုတ်စောစောကတည်င်းတပုတ်တွေးလိုက်တယ်အဲ့လိုမျိုး။ Brighton က Jao Petrol ကိုလေ ဒါရောင်းမယ်ပေါ့လေနော်ပေါင်းအရိုးတန်း80နဲ့ဒီကောင်း80တာလေးပြစ်တာပြောတာပါနော်ဘလိုမျိုးပက်တန်းတာလေးမတန်းတာလေးခဏတာတို့ကစီပြစ်တာကြီးပြောတာနော်ကျန်းထွန်တယ်အဲ့လိုမျိုးရှိတယ်ပေါ့လေနောက်ဆက်ဆက်တင်းတွေကတော့ကျွန်တော်ဂျူကျွန်တော်တင်ပါကဒါတို့အန်ငယ်ခြေချင်းဝက်တန်းရခွဲစိတ်လိုက်ပြီးဆိုတော့ရက်ဘက်အနှဲငယ်လောက်ထိလွဲချော်နေအောင်ပဲပေါ့နော်ဆော်ရနဲ့ပွဲလဲပါနိုင်အောင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ ဒီတန်ရာကြီးနဲ့ဟိုသူတောက်လျှောက်ကန်လာတာဂျူရန်တင်ပါလေဟိုဘန်ဝိုက်ကလည်းနာနေတဲ့အခါမျိုးတွေမှာပေါ့ဒီလိုမျိုးတွေရှိတန်ရာဆင်းမှာပေါ့လေပြီးတော့ဆလီဘာကလည်းတကောင်ကျော်တန်ရာရသွားတယ်အဲ့အတွက်ဆရနနနဲ့ပွဲမှာပါနိုင်အောင်မဟုတ်သေးဘူးအဲ့ဒီလိုမျိုးတွေလည်းရှိတယ်ပြီးရင်နောက်တစ်ခုကျွန်တော်ထပ်ပြီးပြောစရာရှိတာကတော့ကျွန်တော်တို့လိုးစကယ်လီနဲ့မန်နရီတို့လိုလူငယ်ကစားသမားလေးတွေပိုင်ဆိုင်ကြတာတော်တော်လေးမိုက်တယ်အဓိကကတော့အတင်းကြီးတင်းကဒါ generation မျိုးဆက်မပြတ်ဖို့ရအဲ့လိုမျိုး ရိုးဆက်တက်တယ်တွေးတက်ကအမြဲတမ်းလောင်းနေရတာဥပမာအခုဆိုရင်ကျွန်တော်ဒါစာကာတို့ဆလီပါတို့ဒီ2030လောက်ဆိုရင်ဒီကောင်တွေက28နှစ်ဖြစ်နေပြီအဲ့လိုမျိုးအဲ့လိုမျိုးအနေထားမှာကျွန်တော်ဒါနန္ဒီတို့ပါတော့20နှစ်တော့23တော့အဲ့နန္ဒီတို့စကယ်လီတို့ပြီးရင်ကျွန်တော်အခုတော့လူငယ်အသင်းမှာခြေစမ်းပြနေတယ်မက်တော်မန်တော့လေအဲ့အကောင်လေးတွေကအဲ့လိုမျိုးအနေထားကဖြစ်နေပြီပြီးရင်လာမဲ့ င်း၅နှစ်လောက်ကိုပေါ့ကျွန်တော်စဉ်းစားလိုက်အဲ့ဒါလေးတွေကလည်းတော်တော်လေးအတင်းအတွက်ရေရှည် plan အတွက်လေအားရစရာလေးကောင်းတယ်ဘလို့ပဲဖြစ်ဖြစ်ဒါအတင်းကြီးတတင်းကအဲ့လိုမျိုးအများနဲ့တွေးတက်လောင်းနေဖို့လိုတယ်အတင်းကြီးတတင်းမှာမဟုတ်ပါဘူးအတင်းတိုင်းပဲအတင်းဖြစ်ဖြစ်နော်ဒီလိုမျိုးအနေထားရဲအဲ့ဒါလေးလေးပြောရင်းနေပဲနော် transfer အကြောင်းနဲ့ပတ်သက်လို့အစနေနော်ဆုံးရတတင်းနေပတ်သက်လို့တော့ဒီလောက်ပါပဲနော်ဟာရကြတော့လေနာမည်ကြီးတဲ့အတူနဲ့မညာသွားတာမျိုးလည်းရှိရပါဗျာနော်အလိုလိုလေးပါ နာမည်ကြီးသမင်းကလည်းဖြစ်တတ်တယ်ပြသမင်းတော်မဒီကတော့ဒီတကြောမှာတော့သမင်းတော်မငတ်တော့ပါအောင်နော်စားတော့စားဘာသာဟင်းနဲ့လားချက်တာဟင်းနဲ့လားပေါ့နော်အဲ့ဒါမျိုးလေးပေါ့ဒါမှမဟုတ်လေအမဲသွေးခဲလေးနဲ့ပဲလားပေါ့နော်အပဟင်းတမျိုးတော့ပါတော့ပါနော်အားလုံးကျေးဇူးပါ